ဆိုလာတွေဘာကြောင့်မီးလောင်ရလဲဆိုလာမီးလောင်တဲ့ကျွန်တော်ဒီအကြောင်းရင်းကဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဘာကြောင့်မီးလောင်လဲဆိုတာတော့အကြောင်းရင်းတစ်ခုတော့ရှိနေတယ်အဓိကအားဖြင့်လက်စစ်ပန်းဆိုင်ရာချွေးမှုတွေစနစ်တကျတက်ဆင်လာခြင်း မရှိရတယ်ပြီးတော့ကျွန်တော်ဒီဝိုင်ယာကြိုးဆက်တွေယော်ရဲနေတာတွေပျက်စီးနေတာတွေဒါမှမဟုတ်ရင်ကျွန်တော်ဒီအကာအကွယ်မဲ့ဖြစ်နေတာကြောင့်လက်စစ်ခုက resistant တွေမြင့်လာပြီးတော့ကျွန်တော်ဒီမီးပွားတွေဖြစ်နေမှာပါအော်ဘီကျွန်တော်တို့ဒီအရေးသေးမမှီတဲ့ DC ကွန်ဒန်တာတွေပြီးတော့ရင်ကျွန်တော်ဒီလက်စစ်ဖြတ်တောက်တဲ့ခလုတ်တွေ ဒါမှမဟုတ်ရင်ကျွန်တော်တို့ဒီအရွယ်စားမမှန်တဲ့ဒီကျိုးဆိုင်တွေပေါ့ကိုတည်ပါတယ်ခင်ဗျ။အဲ့ဒါတွေမဟုတ်သေးဘူးကျွန်တော်တို့ဒီအင်ပါတာချွင်းမှုကြောင့်လည်းကျွန်တော်တို့ဖြစ်နိုင်တယ်။ကျိုးဆိုင်တွေသေးရင်လည်းကျွန်တော်တို့ကမိလောက်မှုဖြစ်ပေါ်စေတယ်။ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီ solar panel တွေကိုလေဝင်ထက်မကောင်းတဲ့နေရာတွေမှာဆင်မိတဲ့အတွက်ကြောင့်ကျွန်တော်တို့အပူချိန်လွန်ခဲ့ပြီးတော့မိလောက်မှုကိုဖြစ်ပေါ်စေနိုင်ပါတယ်။ဒါကြောင့် solar ကိုစနစ်တကျတက်ဆင်ပြီးတော့အရေးသိမ့်ပစ္စည်းတွေကိုအသုံးပြုထားမယ်ဆိုရင်ကျွန်တော်တို့ဒီမီဘေးအန်တွေကိုအပြည့်အဝကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်ခင်ဗျ။